ကျမ်းမာတော်မူကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဂျွန်လ9ရက်နေ့ညပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းပိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့နောက်ချိုးမှာ PDF တပ်ဖွဲ့များကို TNL ကပြန်ဆုတ်ခိုင်းနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ ရှမ်းပြည်နယ်နောင်ချိုမြို့နယ်ထဲမှာရှိတဲ့ PDF တော်လှန်ရေးတပ်ဖွဲ့တွေကိုတအောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL တပ်ဖွဲ့တွေကနောက်ပြန်ဆုတ်ခိုင်းနေတယ်လို့ PDF နဲ့နှိစက်သူတွေစီကနေသိရှိရပါတယ်။နောင်ချိုမြို့နယ်ထဲမှာရှိတဲ့ကြောင်မဲမြို့မှာသာ PDF တော်လှန်ရေးတပ်ဖွဲ့တွေကျန်ရှိနေပြီးတခြားနယ်တွေက PDF တော်လှန်ရေးတပ်ဖွဲ့တွေကတော့ပြန်ဆုတ်ပေးလိုက်ကြတာရှိတယ်လို့ဆိုပါတယ်။ PDF တပ်ဖွဲ့ဝင်တွေနဲ့နှိစက်သူကကြောင်ရတဲ့အခြေအနေကနောင်ချိုကြီးဆိုရင်၃ရက်အတွင်းရွှေ့ပြီး နောင်အောင်ဆိုရင်နှစ်ရက်အတွင်းရွှေ့ပေးဆိုပြီးစိုက်ကယ်တွေနဲ့လိုက်ပြောတယ်။ပြီးတော့ PDF တော်လိုင်းရဲတရင်တက်ဖွဲ့တွေကတော့ရွှေ့လိုက်ပြီးအချိန်အရ TNL ကစစ်ကောင်စီကိုပြန်ပေးမဲ့သဘောရှိတယ်။မန္တလေး PDF တွေကကူဖို့ပြောတာတော့အကူမခံဘူး။သူတို့ရဲ့ပစ္စည်းတွေကို7ဘင်းက12ဘင်းကတွေနဲ့တည်ယူနေတာတွေ့ရတယ်။စစ်ကောင်စီကိုပေးလိုက်ရတဲ့ရွာတွေကမဲပုတ်နောင်လင်းအခုဆိုနောင်ချိုကြီးရွှေမုတ်ထောကန်ကြီးရှောက်ချုံအဲ့ဒီအထိကပေးလိုက်ရပြီ။အဲ့ဒီကြီးရွာတွေမှာဆိုရင်စစ်ကောင်စီတပ်တွေကနေရာယူထားပြီလို့ပြောပါတယ်။ ကံကြီးဆိုရင်အဲ့ဒီရွာမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေလို့တီလာရှင်ဆရာလေးတွေတောင်နောက်ပိန်ကိုရောက်လာပြီအဲ့ဒီမှာစစ်ကောင်စီတပ်တွေရောက်လာလို့ပြင်းနေရတာလို့ဆိုပါတယ် PDF တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်ကပူဖြူဦးဆိုရင်နောက်ချူ PDF ဆိုပြီးအဖမ်းပါခံရတာနှစ်လလောက်အချုပ်ထဲကျသွားတာအခုတော့ပြန်လွတ်ပြီး MOD လက်အောက်ကနေပြန်တိုက်တော့မှလေးလို့ပြောပါတယ်စစ်ကောင်စီတပ်ဖွဲ့တွေကို TNL ကရှမ်းပြည်နယ်နောက်ချူမြို့ကိုပေးလိုက်ရင်တော့ PDF တော်လှန်ရေးတပ်ဖွဲ့တရင်တွေနိုင်ငံရေးအကျဉ်းသားတွေ စီဒီအမ်ဝန်တန်းတွေနဲ့တခြားနိုင်ငံရေးတက်ကြွလှုံ့ဆော်သူတွေနေရထိုင်ရတွားရလာရခက်ခဲတွေဖြစ်ကြမှာပဲလို့ဒေသခံတွေကပြောပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ TNL သတင်းပြန်ကြားရေးကိုဆက်သွယ်မေးမြန်းခဲ့ပေမဲ့ပြန်လည်ဖြေကြားတာမျိုးမရှိခဲ့ပါဘူး။ TNL နဲ့ PDF တပ်ပေါင်းစုတွေကနောင်ချိုမြို့ကို2024ဇူလိုင်လ10ရက်နေ့မှာအပြီးတိုင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါရယ်ခင်ဗျာ။ ဆက်လက်ပြီးသိရှိရတဲ့သတင်းကတော့ TNLA ပါဝင်တဲ့တအောင်းပြည်ကောင်စီ TLC ဖွဲ့စည်းလိုက်ပြီးယခုနှစ်အတွင်းတအောင်းပြည်တော်လှန်ရေးအစိုးရတရက်ဖွဲ့စည်းတော့မယ်လို့ဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရှမ်းပြည်နယ်မြောက်ပိုင်းမှာမြို့များနဲ့မန္တလေးတိုင်းအတွင်းမှာမိုးကုတ်အပါအဝင်မြို့နယ်ပေါင်း12မြို့ကိုသိမ်းပိုက်ထားတဲ့ TNLA အပါအဝင်တအောင်းအမျိုးသားအစုအဖွဲ့များစုပေါင်း၍တအောင်းပြည်တော်လှန်ရေးကာလအစိုးရကိုဖွဲ့စည်းတူထောင်ရေးအတွက်တအောင်းပြည်ကောင်စီကိုဖွဲ့စည်းလိုက်ကြောင်းသိရှိရပါတယ်တအောင်းပြည်တနေရာမှာ တအောင်းအမျိုးသားပါတီ TNP ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNLA နဲ့တအောင်းအရက်ဖက်အစုအဖွဲ့များပါဝင်တဲ့နိုင်ငံရေးထိပ်သီးအစည်းအဝေးကို၃ရက်တိုင်တိုင်ကျင်းပခဲ့ပြီးတအောင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ TPCC ကိုတအောင်းပြည်ကောင်စီ TLC အဖြစ်ပြောင်းလဲဖွဲ့စည်းလိုက်ကတော်လှန်ရေးမှာပူးပေါင်းပါဝင်သွားမှာဖြစ်ကြောင်း TLC ရဲ့တာဝန်ရှိသူတို့ကပြောကြားပါဗျာ။ဇွန်လ၁ရက်နေ့မှ၃ရက်နေ့အထိ၃ရက်တိုင်တိုင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တောင်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီ TSCDC ကရေးဆွဲထားတဲ့တောင်ပြည်တော်လှန်ရေးကာလအစိုးရအစီအမံကိုလက်ခံအတည်ပြုခဲ့ကြောင်းတောင်ပြည်ကောင်စီတောင် land council TLC ကိုတောင်ပြည်ရဲ့တော်လှန်ရေးကာလမှာအမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းအဖြစ်ဖွဲ့စည်းဆောင်ရွက်ရန်တညီတညွတ်ထဲဆုံးဖြတ်ခဲ့ကြကြောင်းသိရှိရပါတယ်။လက်ရှိကတော့ထုတ်ပြန်ကြေညာချက်ထဲမှာပါတဲ့အတိုင်းပဲဒီတော်လှန်ရေးမှာပူးပေါင်းပါဝင်သွားမှာဖြစ်ပါတယ်။ အဓိကကတော့တအောင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC ကနေ TLC အဖြစ်ဒီအစည်းအဝေးကြီးကနေအလုံးသဘောတူညီချက်တွေနဲ့ပြုပြင်ပြောင်းလဲလိုက်တာဖြစ်ပါတယ်လို့တအောင်းပြည်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူကပြောကြပါတယ်။ပြောင်းလဲဖွဲ့စည်းလိုက်တဲ့တအောင်းပြည်ကောင်စီ TLC မှာဗိုလ်ချုပ်ကြီးတအိုက်ဖုံးကဥက္ကဋ္ဌဖြစ်ဆောင်ရွက်ပြီးလွေမိုခန်းတားအေးမောင်ဗိုလ်ချုပ်တားခူလန်တားအောင်ပေတားကြထွန်းလွေမိုလိုင်းလွေပိုးကမေချိုဗိုလ်ကြီးလွေရည်တို့ကဒုဥက္ကဋ္ဌတင်ဒုဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်အတွင်ရေးမှုတွဲဘက်အတွင်ရေးမှုများအဖြစ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်။တအောင်းပြည်ကောင်စီကနေမည်များကိုအခြေခံပြီးတအောင်းပြည်တော်လှန်ရေးကာလပြည်သူအစိုးရတရက်ကိုအစုအဖွဲ့၃ဘွဲ့ရဲ့ခေါင်းဆောင်ကိုယ်စားလှယ်များအပြင်တင့်လျော်တဲ့ပြည်သူလူထုကိုယ်စားလှယ်များနဲ့2025ခုနှစ်အတွင်းဆက်လက်ဖွဲ့စည်းနိုင်ရန်အတွက်အမြန်ဆုံးကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပြီးမြမပြည်တော်လှန်ရေးအင်အားစုများနဲ့အတူဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကိုတည်ဆောက်ရန်ပူးပေါင်းပါဝင်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်သိရှိရတဲ့သတင်းကတော့တက်ထောက်ခံသူဇော်ဘုံဟင်းကိုမန္တလေးနန်းတွင်းမှာစစ်ကြောရေးလုပ်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာစစ်တပ်ထောက်ခံသူဇော်ဘုံဟင်းကိုမန္တလေးနန်းတွင်းစစ်ကြောရေးကိုပို့ဆောင်ထားပြီးမန္တလေးစကိုင်းမကွေးဒေသအတွင်းမှာစစ်ကောင်စီနဲ့ပြူစောတိအဖွဲ့တွေအကြားမကြည်လင်မှုတွေပုံများလာပါတယ်စစ်ကောင်စီကိုဝေဖန်မှုတွေဇက်တိုက်ပြုလုပ်ခဲ့တဲ့စစ်တပ်ထောက်ခံသူဇော်ဘုံဟင်းကိုမန္တလေးနန်းတွင်းစစ်ကြောရေးမှာစစ်ဆေးနေတယ်လို့မန္တလေးဒေသခံ PDF ခေါင်းဆောင်တယောက်ကပြောပါတယ် ြည်ဦးလွင်မြို့3000အရက်မှာနေထိုင်တဲ့ဇော်ဘုံဟင်းကိုဇွန်လ2ရက်နေ့မှာစစ်ကောင်စီကဖမ်းဆီးခဲ့ပြီးပုံမှန်နှစ်ခုနဲ့အမှုဖွင့်ထားတာဖြစ်ပါတယ်။ဇော်ဘုံဟင်းဟာဖမ်းခံရပြီးနောက်ပိုင်းမှာပြည်ဦးလွင်မြို့နယ်ပြင်စာရွာရဲစခန်းကိုရောက်မလာခဲ့တယ်လို့အနီးစခန်းစစ်ကြောရေးကိုလည်းရောက်မလာခဲ့ပဲမန္တလေးနန်းတွင်းစစ်ကြောရေးကိုအပုခံရရတယ်လို့ဆိုပါတယ်။မဒီယာ PDF တာဝန်ရှိသူဦးတိုးကမန္တလေးနန်းတွင်းတဲကိုရောက်နေတယ်ပေါ့။အဲ့ဒီလိုတရင်တော့ရထားတာရှိတယ်။သူတို့အဲ့ဒီလိုဖြစ်နေတာကျွန်တော်တို့အတွက်ဒါဝမ်းသာစရာပဲလေ။အဲ့ဒီလိုပဲမှတ်ယူတယ်။ နောက်တစ်ခုတတိရှိရမယ့်အချက်ကပါလဲဆိုတော့လန်ကျုပ်ဇလန်းလာရုပ်ရှင်ရိုက်တာလားပေါ့အဲ့ဒါလေးတော့တန်တရာဖြစ်မိတယ်ဥနေဝင်းကိုဥတန်းရွှေကဂယုမဆိုင်တယ်လို့ဥတန်းရွှေကိုမင်းအွန်လိုင်းကဂယုမဆိုင်တယ်လို့စစ်တပ်ထဲမှာအရာရှိအရာခံဆိုတာတွေတောင်မှဖြုတ်ထုတ်သက်တွေလုပ်နေတာပဲလေယာရုကနေဖင်ရှားအနာပေးအနာပေးတယ်ဆိုတာလူကြောက်ကောင်းအောင်ပြောတာစီရန်နေရဘျူရိုကရက်ထဲမှာဒါတွေကအစင်တစိုက်ရှိနေတာအဲ့ဒီကြားထဲမှာမှစော်ဘုံအင်းလိုကောင်ကငမွားလေးပဲလေးလို့ပြောပါတယ် မန္တလေးတိုင်းမြင်းကြံခရိုင်မှာနာမည်ကြီးတဲ့အမျိုးသမီးပြူစောတီကောင်းဆောင်တီတာယွမွန်ဟာလည်းဧပြီလကုန်ပိုင်းကလေးကလှုပ်ရှားမှုမရှိတော့ဘဲတည်င်းတွေငြိမ်နေခဲ့ပါတယ်။ဧပြီလကလေးကစစ်ကောင်စီရဲ့မြင်းကြံခရိုင်အတွင်းတိုက်ပွဲတွေမှာပြူစောတီတွေကိုမတုံတော့ဘဲစစ်ကောင်စီကသူတို့စစ်သားတွေကိုသာအတုံးပြုနေတာတွေ့ရတယ်လို့ဒေတာခန် PDF ကောင်းဆောင်တယောက်ကပြောပါတယ်။မြင်းကြံ Black Tiger ကောင်းဆောင်ပိုးမိုက်ခေကအဓိကတီတာယွမွန်ငြိမ်နေတယ်ဆိုတာကလည်း ကဘာပေါ်မှာဘဲအာနာရှင်မဆိုပြည်သူကိုစော်ကားတဲ့သူတွေတနေ့ပြည်သူချိန်စာမိတာပါပဲတီတန်ရှုမွန်သူ့ဘာသူအမြင့်ပြက်ရင်ပြက်မပြက်ရင်နေပေါ့နော်တေးကြတာတခုကသူအမြင့်မပြက်ဘူးဆိုရင်လဲသူ့ကိုအမြင့်ပြက်အောင်ကျွန်တော်တို့ကြားမဲတွေကအမြင့်ဖြတ်ပေးမှာဗျလို့ပြောပါတယ်မကွေးတိုင်းကနမေကျော်စစ်တပ်ထောက်ခံသူတင်ကန်းဝတ်ပေါက်ကိုတော်ကလည်းပြူစောတီတွေနဲ့စစ်တပ်ထောက်ခံသူတွေကိုစစ်ကောင်စီကဖမ်းဆီးအရေးယူတာတွေနဲ့ပတ်သက်ပြီးအင်တာနက်လူမှုကွန်ရက်တွေကနေဝေဖန်မှုတွေစက်တိုက်ပြုလုပ်နေပါတယ် မိတ်တီလာမျိုးအဝင်ဂိတ်မှာပုံမှုဝေဖြိုးနယ်ပြဿနာဖြစ်ခဲ့တဲ့မိတ်တီလာပြည်သူစစ်ကောင်းဆောင်စော်ယူထွန်းကိုမေလ29ရက်နေ့မှာစစ်ကောင်စီကမိတ်တီလာမျိုးနယ်တရားရုံးကပုံမှန်905ကကြီပုံမှန်66ကကြီတို့နဲ့မိတ်တီလာအချင်းထောင်ကိုပို့ခဲ့ပြီးနောက်ပောက်ကူတော်ကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာပါညိုင် PDF အဖွဲ့မှကိုဗစ်တာကသူတို့နောင်တရတဲ့ပြီအမြင်မှန်ရတဲ့ပြီသူတို့ဘယ်လောက်ပဲပိဆက်ပိဆက်တချိန်ကြာရင်ဟင်းသာ900ပြတ်တယ်လို့ပဲသူတို့ကဇက်တူသားနဲ့စားမှာပဲသူတို့တုံးလို့ရရင်တုံးမှာပဲ သူတို့တုံးလုံးမရရင်အကုန်လုံးချနေမှာပဲဒါကြောင့်ပြည်သူစစ်ခေါ်ပြူစောတိတွေလည်းအမြင့်မှန်ရကြဖို့ပြည်သူရင်ခွင်ခိုလုံကြဖို့ဒါပဲကျွန်တော်ကပြောလိုပါတယ်ဗျာလို့ပြောပါတယ်ကန်နီ PDF အဖွဲ့မှဘုန်းနှကမ်းမွေးကတော့အခုချိန်မှာဘယ်သူမျိုးမဆိုစစ်တပ်နဲ့မတိတွဲ့မိပါစေနဲ့စစ်တပ်နဲ့တိတွဲ့မိရင်ဘယ်သူမျိုးမဆိုသူတို့ဘက်ကလူကိုဘက်ကလူဘယ်သူမျိုးမဆိုဖမ်းဆီးပြီးတော့ထိမ့်သိမ်းမဲ့အနေအထားဖြစ်နေတယ်လို့ဆိုပါတယ်မန္တလေးတိုင်းမြင်းကြံမှတည်တော်ယူမော ကွေးတိုင်းမှာပေါက်ကိုတော့စကိုင်းတိုင်းမှာဝါတဝကိုတော်တို့ဟာစစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာစစ်ကောင်စီရဲ့အရင်အင်အားဖြင့်ပြူစောတိအဖွဲ့တွေကိုဥဆောင်ခဲ့သူတွေဖြစ်ပါတယ်။2023ခုနှစ်မြောက်ပိုင်းမဟာမိတ်တုံးဘွဲ့ရဲ့တစ်တုံညာနှစ်ခုစစ်စင်ရေးမှာစစ်ရေးချိန်ခွင်ရှာအပြောင်းအလဲဖြစ်ပြီးနောက်မန္တလေးစကိုင်းမကွေးကပြူစောတိတွေကိုစစ်ကောင်စီကလက်နက်နဲ့ရိတ်ခါပုံမှန်မထောက်ပံ့နိုင်တော့ဘဲအဲ့ဒီနောက်ပိုင်းမှာသူတို့အချင်းချင်းကြားပြဿနာတွေပိုကြီးထွားလာခဲ့တာကိုတွေ့ရှိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးကြတာကတော့လိုင်စင်မဲ့ရင်ဖမ်းဆီးရမှာအတွင်းကံမဝင့်ထားတဲ့အမျိုးသမီးများကိုပါဒဏ်ငွေရိုက်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမော်ပြည်နယ်အတွင်းမှာစစ်ကောင်စီတပ်နဲ့ရင်ထင်းရင်အဖွဲ့တွေကလိုင်စင်မဲ့မော်တော်ယာဉ်တွေနဲ့ယာယီလိုင်စင်ဆိုင်ကယ်တွေကိုဖမ်းဆီးအရေးယူနေရမှာအမျိုးသမီးအတွင်းခံဘရာစီယာမဝစ်စင်မဲ့ဆိုင်ကယ်စီးနှင်းလာသူတွေကိုပါအရေးယူဒဏ်ရိုက်နေကြောင်းဒေသခံတွေစီကနေသိရှိရပါတယ်။လိုင်စင်မဲ့ရင်တွေဖမ်းဆီးအရေးယူနေတာကြောင့်လိုင်စင်ပါဆိုင်ကယ်ကိုအပြည့်အစုံယူဆောင်ပြီး အရေးကြီးကိစ္စနဲ့အပြင်သွားကြရမှာအတွင်းကဘရာစီယာမဝစ်စင်နိုင်ပဲမောင်းနေကြတာကြောင့်စစ်ကောင်စီလုံခြုံရေးရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးတန်ရိုက်တာခံခဲ့ရကြောင်းပေါင်မျိုးခန့်တယောက်ကပြောပါတယ်။လွန်ခဲ့တဲ့9ရက်လောက်ကဖြစ်သွားတာရုံးကကောင်မလေးတယောက်ရဲ့အတော်ပါအရေးကြီးကိစ္စနဲ့အပြင်ကိုထွက်သွားတာဘောလီဝုဒ်ဖို့မေ့သွားတယ်ထင်တယ်။သူ့စိုက်ကယ်မှာလည်းရင်နဲ့ပတ်သက်တာအားလုံးအစုံရှိလျက်နဲ့ဘောလီမဝစ်ဖဲစီးလို့ဆိုပြီးဒံငွေ9000ရိုက်လိုက်တယ်လို့ဆိုပါတယ်။လိုင်စင်မဲ့ရင်တွေကိုဖမ်းဆီးအရေးယူဖို့ ်ပြီးခဲ့တဲ့မေလ20ရက်ကနေပြည်တော်ကအစည်းအဝေးမှာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောဆိုခဲ့ပြီးနောက်ပိုင်းလိုင်စင်မဲ့မော်တော်ယာဉ်တွေကိုနေအိမ်အထိတင်းတင်းကြပ်ကြပ်ဖမ်းဆီးတာတွေလှုပ်ဆောင်လာကြပါတယ်။ဒါအပြင်ဖက်နက်မပါပဲစိုက်ကယ်မောင်းနှင်တာနဲ့ဗောလီမဝေပဲစိုက်ကယ်မောင်းနှင်တာတွေကိုပါဖမ်းဆီးအရေးယူနေကြောင်းလူမှုကွန်ရက်မှာ lifeline ပြောဆိုခဲ့တဲ့ပေါင်မြို့ကဒါမြို့တင်နေသူကျော်အော်ကာဝင်းခဖိုးဝဆိုသူကိုအများပြည်သူအထိတ်တလန့်ဖြစ်စေရန်နဲ့အစိုးရကိုအကြီးညိုပြက်စေရန်ရည်ရွယ်မှုနဲ့ ပေါင်မြို့မှရေစခန်းကပ109မြင်းဆောင်2025ရာဇသက်ကြီးဥပဒေပုံမှ905ကကြီးနဲ့အမှုဖွဲ့အရေးယူထားကြောင်းရေစခန်းနဲ့နှိစက်သူတွေစီကနေသိရှိရပါတယ်။မွန်ပြည်နယ်အတွင်းမှာရှိတဲ့ license မဲ့မော်တော်ယာဉ်ဖမ်းဆီးရာမှာစစ်ကောင်စီလက်အောက်ခံအဖွဲ့စုံကနေဖမ်းဆီးမှုတွေကိုလှုပ်ဆောင်နေပြီးဖမ်းမိရင်လည်းယင်းတွေကိုအပြည့်အပိုင်တင်ဆက်ပြီးယင်းပိုင်ရှင်တွေကိုလည်းငွေကြေးနဲ့ထုတ်ယူခိုင်းတာအပြင်တချို့ကိုထောင်ဒဏ်ချမှတ်တဲ့အထိလှုပ်ဆောင်နေကြောင်းမြို့ခံတွေကြောင့်ဝေဖန်မှုတွေလည်းမြင့်တက်နေပါတယ်ခင်ဗျာ။ ထပ်မံပြီးတင်ဆက်ပေးချင်တာကတော့ဖောက်ကန်မြို့နယ်မော်စီစာဖျားကုန်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားများလက်ဖက်ရည်ဆိုင်ထိုင်နေစဉ်မှာပြစ်ခတ်ခံရပြီးစစ်သား၂ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ကချင်ပြည်နယ်ဖောက်ကန်မြို့နယ်မော်စီစာဖျားကုန်းမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအချို့အပြင်ထွက်ရည်လက်ဖက်ရည်ဆိုင်ထိုင်စဉ်မှာပြစ်ခတ်ခံရပြီးစစ်သား၂ဦးသေဆုံးခဲ့ကြောင်းတော်လန်ရေးတရင်အရှိမြစ်ကပြောဆိုပါတယ်။ယနေ့ဇွန်လ9ရက်နေ့နနက်9:00အချိန်ကမှ ဖားကန်မြို့နယ်မော်စီစာဖယားမှာတက်ဆွဲထားတဲ့အကြံဖက်စစ်ကောင်စီတပ်သား3ဦးကဖားကန်မြို့နယ်မော်စီစာကြေးရွာမှာဖွင့်လှစ်ထားတဲ့ငွေတစ်စာလက်ဖက်ရည်ဆိုင်မှာနနက်စာလာရောက်စားတောက်ကြကြောင်းအစိုးရစစ်သား3ဦးကိုတော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်ပစ်ခတ်ခဲ့ရမှာစစ်ကောင်စီတပ်သား2ဦးပွဲချင်းပြီးတေဆုံးခဲ့ကြောင်းသိရှိရပါတယ်ဒီမနက်9နာရီလောက်မှာမော်စီစာဖယားမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့မော်စီစာဖယားကုန်းကလက်ဖက်ရည်ဆိုင်မှာထိုင်နေတော့ဝင်ရောက်ပစ်ခတ်ခံရလို့စစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးတေဆုံးသွားတယ် အဲ့ဒီမော်စီစာဘုရားကုန်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနဲ့ရကာမိုင်းအလန်းကနေဖားကန်တဲကိုဝင်လာတဲ့အဖွဲ့တွေပေါ့သူတို့အင်အား600စစ်ကြောင်းကဖားကန်တက်လာတဲ့အချိန်လမ်းမှာအတိအပြောက်အများကြီးရှိတယ်အဖမ်းခံရတာတွေလည်းအများကြီးရှိတယ်တချို့စစ်ကြောင်းကဖားကန်ကိုဝင်လာတာပေါ့အဲ့ဒီစစ်ကြောင်းကတချို့ကဘုရားကုန်းမှာတက်ဆွဲနေတာအဲ့ဒီစစ်ကြောင်းကဖားကန်ကိုဝင်လာတဲ့ကနေသူတို့ပြစ်ခတ်လို့ပြည်သူ19ဦးလောက်တေသွားပြီပေါ့ဒဏ်ရာရတာ20လောက်ရှိတယ် အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KIA PDF ပူးပေါင်းတပ်ဖွဲ့တွေကနေဝင်ရောက်ပစ်ခတ်လိုက်တာပေါ့သူတို့ဘက်ကနှစ်ယောက်သေးတယ်အဲ့ဒီဆိုင်မှာပဲလို့တော်လိုင်းရေးတရင်ရှိမြက်ကပြောဆိုပါတယ်မော်စီစာဖျားကုန်းမှာတက်ဆွဲထားတဲ့စစ်တပ်ကမေလာနောင်ဖားကန့်မြို့နယ်ကိုနိုင်ရကာမိုင်းလန်းတိုင်းအင်အား600ခန့်နဲ့ဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းဖြစ်ပြီးစစ်ကောင်စီတပ်သားတချို့ဟာမော်စီစာဖျားဝင်းအတွင်းတက်ဆွဲနေထိုင်ကြခြင်းဖြစ်ပါတယ်ရင်းအကြံဖတ်စစ်တပ်စစ်ကြောင်းဟာ လက်တလျှောက်စစ်ကြောင်းထိုးဝင်ရောက်လာစဉ်ကလည်းအရက်သားပြည်သူ19ဦးကိုပြစ်ခတ်တပ်ဖြတ်ခဲ့ပြီးပြည်သူ20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ထို့အပြင်ဖားကတ်မြို့နယ်အတွင်းမှာရှိတဲ့ကြောက်တူးဖော်ရီမော်များတဝိုက်မှာလည်းစစ်ကြောင်းထိုးလှူရှားနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ KNAPDF ပူးပေါင်းတပ်ဖွဲ့များလက်နက်ကြီးနဲ့အပြန်အလှန်ပြစ်ခတ်တိုက်ပွဲဖြစ်ပွားနေပြီးစစ်ရေးအခြေအနေတင်းမာနေစေဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လရင်သတင်းတွများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ